ထိုင်ဝမ်နိုင်ငံပိုင်နက်နာမှာဒုံးကျည်တွေဖြန့်ကျက်ထားမဲ့အစီအစဉ်ကိုပြောင်းလဲဖို့မရှိကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်ထိုင်ဝမ်နဲ့ပတ်သက်လို့ဂျပန်ဝန်ကြီးချုပ်ရဲ့စကားတစ်ခုကြောင်းတရုတ်ဂျပန်ဆက်ဆံရေးတင်းမာမှုတွေမြင့်တက်နေချိန်မှာကာကွယ်ရေးဝန်ကြီးရှင်ဂျီရိုကွိုင်ဆူမီကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်ထိုင်ဝမ်ပိုင်နက်နဲ့နီးကပ်တဲ့ဂျပန်တောင်ပိုင်းကယိုနာဂူနီကျွန်းမှာရှိတဲ့စစ်စခန်းကိုနိုဝင်ဘာ23ရက်နေ့ကတွားရောက်စစ်ဆေးခဲ့တဲ့နောက်ကွိုင်ဆူမီကဒုံးကျည်တွေဖြန့်ကျက်ထားမဲ့အစီအမံကို မူလရထားတဲ့အတိုင်းဆက်ပြီးအကောင့်ထဲပေါနေတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ဒီအစီအစဉ်ကြောင့်ဒေတာတွင်တင်းမာမှုတွေမြင့်တက်လာနိုင်တယ်ဆိုတဲ့ထင်ကြီးမျိုးတွေကမှမှန်ကန်ပါဘူးလို့သူကဆိုပါတယ်။ဂျပန်ဟာထိုင်ဝမ်ရဲ့အရှေ့ဘက်ကီလိုမီတာ130လောက်သာကွာဝေးတဲ့ယိုနာဂူနီကျွန်းပေါ်မှာမြေပြင်ကနေဝေဟင်ပစ်ခတ်နိုင်တဲ့တာလက်ဒုံးကြီးတွေကိုဖြန့်ကျက်ဖို့စီစဉ်နေပါတယ်။ဒါဟာနိုင်ငံတောင်ပိုင်းကျွန်းစုတွေမှာစစ်အင်အားပုံမှုချက်တွေတိစောက်မဲ့ဂျပန်ရဲ့အစီအမံတွေကအစိပ်ပိုင်းတစ်ခုလည်းဖြစ်နိုင်ပါတယ်။ ယိုနာဂူနီကျွန်းစီမရောက်ခင်မှာဝန်ကြီးဟာအီရှီကာကီနဲ့မီယာကိုကျွန်းတွေပေါ်ကစစ်စခန်းတွေစီအရင်ဆုံးဝင်ရောက်စစ်ဆေးခဲ့ပါတယ်။အီရှီကာကီကျွန်းပေါ်ကစစ်စခန်းမှာတော့သင်္ဘောဖြတ်ဒုံးကျည်တွေအခြေစိုက်ထားပြီးမီယာကိုစခန်းမှာတော့လေကြောင်းထောက်လှည့်ရေးစခန်းတစ်ခုနဲ့ခရမီကျောက်တိုးလောင်ရုံတွေရှိနေပါတယ်။ယိုနာဂူနီကျွန်းမှာဆိုရင်ပဝန်းကျင်ရေပြင်နဲ့ဝေဟင်စစ်ရေးလှုပ်ရှားမှုတွေကိုအချိန်ပြည့်အစောင့်ကြီးထောက်လှမ်းနေတဲ့ရေဒါစခန်းတစ်ခုလည်းတည်ရှိတာပါ။ နောက်ပြီးရန်သူဆက်သွယ်ရေးကွန်ရက်တွေနဲ့ပဲ့ထိန်ဒုံးကြီးတွေကိုဂျားဖြတ်နှောက်ရှက်ဟန်တားနိုင်မဲ့ electronic စစ်ဆင်ရေးစခန်းတစ်ခုလဲအဲ့ဒီကျွန်းပေါ်မှာရှိနေပါတယ်။ယိုနာဂူနီကျွန်းပေါ်မှာဒုံးကြီးတွေဖြန့်ကျက်ထားတာကဂျပန်ကိုပြစ်မှတ်ထားတိုက်ခိုက်မှုတစ်ခုခုဖြစ်ပေါ်လာနိုင်ခြေကိုဟန်တာရှော့ချပေးလိမ့်မယ်လို့ကွမ်ဆူမီကဆိုပါတယ်။နိုဝင်ဘာ9ရက်နေ့တုန်းကဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီချီကတကယ်လို့တရုတ်ကသာထိုင်ဝမ်ကိုတိုက်ခိုက်ခဲ့မယ်ဆိုရင် ဂျပန်ကလည်းထိုင်ဝမ်ကိုကူဖို့တက်တွေဆင်းလွတ်မယ်လို့ပြောကြခဲ့ပြီးအဲ့ဒီမှတ်ချက်အပေါ်တရုတ်ကခါခါသီးသီးဝေဖန်တုံ့ပြန်တဲ့အတွက်အရှေ့အာရှအင်အားကြီးနှစ်နိုင်ငံကြားမှာဆက်ဆံရေးတင်းမာနေပါတယ်။ဂျပန်ဝန်ကြီးချုပ်ရဲ့နှုတ်ထွက်စကားကိုပြန်ရုပ်သိမ်းဖို့တရုတ်ကတောင်းဆိုနေပေမဲ့တာကာအီချီကတော့ဒါဟာအစိုးရရဲ့အရင်ကတည်းကရှိနေပြီးသားရည်တည်မှုဖြစ်တာကြောင့်ပြင်ဆင်ရမလိုဘူးလို့ပြောပါတယ်။ဒါကိုမကျေနပ်လို့ဂျပန်ကိုတန်တမာရေး၊ကုန်သွယ်ရေး၊စီးပွားရေးနည်းလမ်းတွေနဲ့ဖိအားပေးဖို့လဲတရုတ်ကစူးစမ်းနေပါတယ်ရှင်။